ီနေ့မြန်မာရွှေဈေးကတော့ညနေမှာထပ်ပြီးတော့တက်ပါတယ်မြန်မာငွေဈေးတွေကတော့ပုံမှန်ပေါက်ဈေးတိုင်းပဲရှိပါတယ်အားလုံးမင်္ဂလာပါစေချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနေ့က23ရက်နေ့ဆယ်လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော်ချိန်ညနေ9:30ရှိနေပါပြီမြန်မာရွှေက15ပဲရေတရသားကို83သိန်း2000 16ပဲရေရတာကိုဆိုင်ငါရောင်းနေသေးက86သိန်း2000ဆိုင်ငါလက်ခံနေသေးက85သိန်း2000စနစ်သက်မီလင်းရွှေတစ်ချပ်သားကို84သိန်း8000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ငါရောင်းနေသေးက4085ကျပ်ဆိုင်ငါလက်ခံနေသေးက3985ကျပ် ယူရိုငွေကမြန်မာချက်ငွေ4820စင်ကာပူငွေဒေါ်လာကိုမြန်မာချက်ငွေဆိုင်ကရောင်းနေစီက3135ကျပ်ဆိုင်ကလက်ခံနေစီက3060တရုတ်ငွေတွေကိုမြန်မာချက်ငွေ982ကျပ်အอสတြေးလျငွေဒေါ်လာကိုမြန်မာချက်ငွေ2640ထိုင်းမန်နဲ့မြန်မာချက်ငွေစီနှုန်းတွေကဘက်ဘေးချက်ယူကမာတွေကဘက်ငွေ825ဘက်ကိုမြန်မာချက်ငွေတဲ့ ချက်ပေးဖက်ယူသမားတွေကကြက်သိန်းကိုပန်းငွေ105ပဲမလေးငွေ106.49ကိုမြန်မာချက်ငွေတသိန်းဂျပန်ငွေ3835.82ကိုမြန်မာချက်ငွေတသိန်းကိုရီးယားငွေ3600.38ကိုမြန်မာချက်ငွေတသိန်း အိန္ဒိယငွေ2156.13ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်กว่าချားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပေးမှာပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်မြမရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်ရွှေအတုံးခေါ်အခောက်ရွှေကိုဝယ်စုထားကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်မြမရွှေစင်ငွေစီတွေကိုမြန်မြန်တင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါရင်ပြေစုံပြီးအနေနဲ့ကင်းလို့ပြေရှင်းနိုင်ကြပါစေ